ားလုံးပဲမင်္ဂလာပါ historical image youtube channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့တရုတ်သုံးပြည်ထောင်ခက်အကြောင်းအပိနှိပ်ပင်ဖြစ်ပါတယ်ကျွန်တော်ကတော့ Joel ပါလူဘိတ်ကွယ်လွန်တော်မူပြီးနောက်တွင်တူတာလူရှန်ကရှူတင်းနန်းကိုစက္ကန်ရရှိခဲ့ပါတယ်ဒါပေမဲ့အုတ်ချုပ်ရေးနဲ့စစ်မရေးရာကိစ္စဝဝကိုဟိုအမချုပ်ကြီးလည်းဖြစ်စင်းနီဗျူဟာအကြံပေးအရာရှိလည်းဖြစ်တဲ့ကျူကိုလျံက တာဝန်ယူထားခဲ့ပါတယ်။ကျူကော်လျန်ဟာအရင်ဧကရက်လူဝေးရဲ့မောင်မင်းခဲ့တဲ့ဟမင်းဆက်ပြန်လည်တူတောင်းဖို့အရေးကိုဖြစ်မြုံနိုင်ဖို့အတွက်ကြိုးပမ်းခဲ့ပါတော့တယ်။ပထမဦးစွာသူတို့ရဲ့မဟာယန်တူတော်ဝီတိန်ပီကိုစတင်ကြိုးကြော်တိမ့်ပိတ်ဖို့စီစဉ်ခဲ့ပါတယ်။စင်းကြီးပြူဟာရှင်ပီပီစီမင်းနာနဘက်ဖွင့်ရင်မိတုမြမောင်နေနိုင်ကြောင်းသိတဲ့ကျူကော်လျန်ဟာဝူတိန်ပီနဲ့အရင် ငင်းချန်ကြီးယူခဲ့ပါတယ်။ဘူတိုင်းပြည်နဲ့ငင်းချန်ယူနိုင်ပြီးနောက်တွင်ကျူကိုလျန်ရဲ့ရှူတက်ဖွဲ့ဟာဝီတိုင်းပြည်ကိုစတင်ကျူးကျော်တိုက်ခဲ့ပါတော့တယ်။ကျူကိုလျန်ရဲ့မြို့ပိန်းတို့မြေမီချက်ထွန်ချင်းဟာအေဒီနီယန်၂၀ကကညီညာ၃၄ခုနှစ်အထိနှစ်ပေါင်းခုနှစ်ကျော်ကြာမြင့်ခဲ့ပါတယ်။အဲဒီနေမီချက်ထွန်ချင်းပထမဆုံးအချိန်တွင်ရှူတက်ဖွဲ့ဟာချီရှန်းဒေတာကို သိမ့်ပိနေခဲ့ပါတယ်ဒါပေမဲ့နှုတ်ရန်ကနီရိခါလာပူမေလန်းချောင်းဟာအလွန်ဝေးကွာတဲ့အပြင်ဝီစီတူကြီးစီမာယီကလည်းအပြင်းအထန်ခုခံတိုက်ခိုက်ခဲ့တာကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်ယူတိန်ပီရဲ့နာမည်ကျော်စစ်ဗျူဟာရှင်ဂျိုးကိုလျန်ရဲ့မဟာဗျူဟာမြုပ်ထူးစစ်တွေကိုဝီစီတူကြီးစီမာယီကအပြင်းအထန်ခုခံကာကွယ်နိုင်ခဲ့တာကြောင့်စီတူကြီးစီမာယီဟာတမိုင်းတွင် ခန်းစင်းနီဗျူဟာမှာဇီရဇူအဖြစ်မှတ်တမ်းတင်ခြင်းခံခဲ့ရပါတယ်။အဲ့ဒီညသုံးစလေးတွင်ဖြစ်ပွားခဲ့တဲ့ရှူနေဝူကြာဝူဆောင်လွန်ပင်ဒေတာတိတ်ပွဲဟာအလွန်ထင်ရှားကျော်ကြားလှပါတယ်။တရုတ်တမိုင်းရဲ့အလဲပြောင်းကြီးလဲဖြစ်ခဲ့ပါတယ်။ဂျူကော်လျန်ကလင်းမြန်ပြေးနာစွာထူးစစ်စင်ပြီးတိတ်စစ်ဖွင့်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ထူးစစ်ပြိုဟာသူထင်သလောက်အလုံးမဖြစ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့တူတူစစ်အဟုံကိုငုံတန်းကနေရိခါလက်နက်ကိုလူတလုံးအချိန်မီ မထုတ်ပတ်ပြီးနိုင်ခဲ့တာကြောင့်ပင်ဖြစ်ပါတယ်။ဒါကြောင့်တူတူစစ်ဟာတိတ်မထိုးပုံနိုင်ခဲ့ပဲနှောင့်နှင်းနေခဲ့ရပါတယ်။အဲ့ဒီတိတ်ပွဲမှာကျူကော်လင်ဟာအလူနာမကျန်းဖြစ်လာပြီးနောက်အသက်ပါဆုံးရှုံးသွားခဲ့ရပါတယ်။ကျူကော်လင်ဂွယ်လွန်သွားတဲ့အခါမှာတော့ယူတက်ပွဲဟာလည်းတက်ပြန်ခုတ်ခဲ့ရပါတော့တယ်။ ရှူတိမ့်ပြည်ရဲ့မြုပ်ပိမ့်သူနေမီချက်ထွန်ချင်းဟာလည်းကြည်ကြည်မမအောင်မြင်မှုမရရှိခဲ့ပဲပြီးဆုံးသွားခဲ့ပါတော့တယ်ဂျူကိုလျန်ဟာသူမြုပ်ပိမ့်သူနေမီချက်ထွန်တဲ့အချိန်မှာကြည်ကြည်မမအောင်မြင်မှုကြီးမရရှိခဲ့ပေမဲ့သူ့ရဲ့ထူးချွန်ပြောင်မြောက်တဲ့စိနေပြူဟာတွင်နဲ့သူတိမ့်ပြအပေါ်ပြီးဆက်မှုတွေကြောင့်ဒုံပီထောင်ခဲ့ရဲ့အတင်ရှားဆုံးပုံပုံတွေထဲကတူဖြစ်လာနိုင်ခဲ့ပါတယ် စီဘီဟာမှာဆရာကြီးတဆူဖြစ်တဲ့ကျိုးကောလင်လူအောင်ဆောင်ကောင်းတယောက်ကိုဆုံးရှုံးပြီးတဲ့နှုတ်မှာတော့ရှူတိန်ပီဟာတဖြည်းဖြည်းအင်အားချိနဲ့လာခဲ့ရပါတော့တယ်ရှူတိန်ပီရဲ့အင်အားချိနဲ့လာမှုကိုမဟာယံဘက်ဖြစ်တဲ့ဝီတိန်ပီကအခွင့်ကောင်းယူပြီးအေဒီညာ73အယောက်မှာတော့စီမားရဲ့တာစီမားကြောင်ကရှူတိန်ပီကိုကျူးကျော်တိုက်ရိုက်ခဲ့ပါတော့တယ်အောင်ဆောင်ကောင်းမပိုင်ဆိုင်တော့တဲ့ရှူတက်ပွဲတွေဟာလည်း စီမားချောင်းရဲ့ကျူးကျော်မှုကိုမခံနိုင်ပဲတက်စကားများစွာကိုပြင်းမြန်စွာလည်လုဆုံးရှုံးခဲ့ရပါတယ်စီမားချောင်းဟာရှူတိုင်းပြည်ကိုစစ်ကြောဆုံးဆုံးခွဲပြီးတော့ခြေတက်တိတ်ခိတ်ခဲ့ပါတယ်စစ်ကြောစကြောကိုစစ်တူကြီးဂျုံခွေးကဦးစီးပြီးတော့ရှီးရခင်ယူပီလက်ထက်ကသူတို့ဆုံးရှုံးသွားခဲ့တဲ့ဟန်ဆုံဒီတာဘက်ကကြီးခြေတက်တိတ်ခိတ်ခဲ့ပါတယ်နောက်စစ်ကြောစကြောကိုတော့စစ်တူကြီးတန်အားကဦးစီးပြီးတော့ ရှုခံတဲ့စကားတွေကိုဒရေမတိတ်ခိတ်ပဲစူးစမ်းမှုယူပြီးလူဝက်စွာရှုမောင်တောင်တန်းတွေကြားကနေမြို့တော်ကျန်သူစီတို့တိတ်တိတ်လေးခြေတက်ခဲ့ပါတယ်နောက်ဆုံးဗိမာစစ်ချောင်းကတော့အရှိပပိုင်းကနေဒရေခြေတက်တိတ်ခိတ်ခဲ့ပါတယ်ရှုတက်ဖွဲ့တွေဟာဝီရုရဲ့စစ်ချောင်းကြောင်းကူတာခုခံတိတ်ခဲ့ရင်ဗျံများနေပြီးတော့စစ်တူကြီးတဲ့ငါရဲ့လူဝက်စစ်ချောင်းကိုတရိမမူမိခဲ့ကြပါဘူးအလူနဲ့ ဝီစီတူကြီးတင်ဟာရဲ့စစ်ကြောင်းဟာရှူခံတဲ့စကမ်းတွေမသိအောင်တောင်ကျောကညီဖြတ်ကျော်နိုင်ပြီးနောက်တွင်သူတို့ရဲ့ရီမန်းချက်ဖြစ်တဲ့ရှူမြို့တော်ဂျန်ဒူးစီတူရောက်ရှိလာနိုင်ခဲ့ပါတယ်အငိမ်မီသွားတဲ့ရှူတပ်ဖွဲ့ဝင်တွေဟာဝီတပ်ဖွဲ့တွေရောက်တရက်သူတို့မြို့တော်နားသူရောက်လာမှတိတဲ့အချိန်မှာတော့နှုတ်ကြတော့ခဲ့ပြီးရှူတိုင်းပြည်ရဲ့အဓိကဗီမာတက်ကြီးတွေဟာလည်းရန်တူကူ ခိုကန်တိတ်ခိတ်ဖို့အတွက်အကုန်ရှီရန်စင်မီပင်သူရောက်ရှိနေခဲ့ကြပါတယ်ရှူတိတ်ပြည့်ဤကရက်လူရှန်းဟာဒူမနိန်တော့မှန်းတည်တဲ့စစ်ပွဲကိုခိုကန်ဖို့မကြိုးစားတော့ပဲသူ့မျိုးဆောင်တက်ကိုလက်နက်ချစီခဲ့ပါတယ်အဲ့လိုနဲ့ AD 63ခုနှစ်နိုဝင်ဘာလတွင်ရှူတိတ်ပြည်ကိုဝီရုကတိမ့်ပိတ်နေခဲ့ပါတယ်ရှူတိတ်ပြည်ရဲ့နန်းကျဘရင်ဖြစ်တဲ့လူရှန်းကိုစင်မကြောင်က မကွတ်မြတ်တဲ့အပြင်သူရုဝီမြို့တော်သူခေါ်ဆောင်သွားပြီးသူကောင်းပွဲ့ပြီးကလူကုံထံအဖြစ်ညီစီခဲ့ပါတယ်။နောက်ပိုင်းဝီတိန်ပြည်ရဲ့ဤကရက်တွေဟာဩဇာအာဏာမရှိတော့ဘဲရုပ်တိပရင်တွေသာဖြစ်ခဲ့ကြပါတယ်။ငင်ငိုင်းရင်းနဲ့စီအာဏာအားလုံးကိုစီမမီတာစုကစုပ်ကင်ထားခဲ့ကြပါတယ်။ယူတိန်ပြည်ကအောင်းနိုင်ခဲ့တဲ့စီမအောင်ကိုလုံပြီးနောက်သူ့သားစီမယံက သူ့ဖခင်နေရာကိုဆက်ခံခဲ့ပါတယ်။အဒီနေရာ65တွင်စီမယံကဝီတိန်ပီရဲ့နှုတ်ဆုံးဤကရက်ချောင်းဝန်းကိုနန်းဆွစီပြီးတော့သူ့ကိုယ်သူဤကရက်ဖြစ်ခြင်းရာကဂျင်းမင်းဆက်ကိုထူထောင်ခဲ့ပါတော့တယ်။ဂျင်းမင်းဆက်အသည်ဟာဝီနဲ့ရှူတိန်ပီနှစ်ခုကိုပေါစုနိုင်ပေမဲ့တယုတ်ပီတောင်ပိုင်းကိုမူဝူရုကထိန်းချုပ်ထားနိုင်ဆဲပင်ဖြစ်ပါတယ်။ဝူတိန်ပီရဲ့အာတာချက်ကတော့ တဘာဝတားဆီးအဖြစ်ရံစည်းမြက်ကြီးဟာ နေဆက်တလျှောက်ဖြစ်တန်းစည်းစင်းတာကြောင့်ပင်ဖြစ်ပါတယ်။အဒီ250နှစ်တွင်ဘူတိန်ပြည်ရဲ့ဒီထောင်သူ Egresson Shaw ကိုလွန်တော်မူပြီးနောက်တွင်တက်လာတဲ့ Egre အစ်တွေဟာအီချင်းမရှိခဲ့ကြပါဘူး။ဘူနန်တွင်ထဲတွင်လည်းဘူမတ်တွေရဲ့အာနာရှင်ပြိုင်မှုတွေဟာပင်ထန်ပြီးတော့လက်စားမှုတွေအချင်းပြချာချမှုတွေဟာလည်းကြီးထွားလာခဲ့ပါတယ်။အဲလိုနဲ့ ဘူတိန်ပီကြီးဟာလည်းမတီမငိန်မှုတွေနဲ့ရင်ဆိုင်လာခဲ့ခဲ့ရပါတယ်ဘူတိန်ပီရဲ့မတီမငိန်မှုတွေကြောင့်စီမယန်ဟာတရုတ်ပီကြီးတစ်ခုလုံးကိုမောင်းစည်းနိုင်ဖို့အခွင့်အရေးရလာခဲ့ပါတယ်ဒါကြောင့်စီမယန်ကဘူတိန်ပီကိုဒိမ့်ပိတ်နိုင်ဖို့အတွက်စီမံကိန်းတွေဆွဲပြီးတော့ဂျူဒင်ပင်စင်မှုတွေပြုတ်လုပ်လာခဲ့ပါတယ်အဲဒီ964ခုနှစ်တွင်ဘူထင်းနှံကို ဆက်ခံခဲ့တဲ့အီဂရက်ဆွန်ဟာဟာရစက်ချမ်းကြောက်တဲ့သူဖြစ်ပြီးအခွင့်အရေးတွေလည်းကြီးလေးစွာကောက်ခံခဲ့တာကြောင့်မင်းမူထအရာရှိကြီးတွေနဲ့ဗီတူလူထုရဲ့ထုတ်ခံမှုကိုမရရှိနိုင်ခဲ့ပါဘူးအင်္ဂလိပ်အခက်ဗမာအချက်စုတလူပဲဝူအခက်ဂျင်းအချက်ဖြစ်လာပြီးတော့အဒီမြရှိစေတွင်ဂျင်းကရက်စီမာယံကစစ်တင်အားနှစ်သိန်းတော်ကိုသူစစ်သူကြီးလေးဦးကိုဦးစီးစီပြီးတော့စစ်ချောင်းချောင်းချောင်းနဲ့ ဘူတိန်ဝီကိုကျူးကျော်တိုက်ခိုက်စီခဲ့ပါတယ်စီတူဂျီဝန်ဂျွန်းကဂျင်းဤတက်ကိုဦးစီးပြီးတော့ရန်စီမြအတဲ့စစ်ချောင်းစစ်ချောင်းစီတူဂျီတူယူနေဟူဖန်ဒူကကုန်းချောင်းအတဲ့စစ်ချောင်းစစ်ချောင်းစီတူဂျီတန်ဘင်းကအချီအစီမနာကနီစစ်ချောင်းစစ်ချောင်းအဖြစ်အတီးတီးခြေတက်တိုက်ခိုက်ခဲ့ကြပါတယ်စီလုံးမှုပြုခွဲနေတဲ့ဘူစစ်တက်ဟာမြေပေါင်းဆောင်ကနေတိုက်ခိုက်လာတဲ့ဂျင်းတက်ဖွဲ့တွေကိုခုခံတန်းစီနိုင်စွာ မရှိခဲ့ကြပါဘူးဘူးစစ်တရဲ့အရာရှိကြီးတွေနဲ့စစ်တူကြီးတွေဟာလည်းရက်စက်ကြမ်းကြုတ်တဲ့သူတို့ဤကရက်စွန်းဟာဝတ်တွေအတီခံတိုက်ခိုက်ပြီးမဲ့အစားလက်နက်ချခဲ့ကြပါတယ်အလူနဲ့ဤကရက်စွန်းဟောက်ကလည်းဂျင်းတူရဲ့ထူးစစ်ကိုမနိုင်နိုင်မှန်းတီတော့စွန်းစားပြီးခုခံတိုက်ခိုက်မဲ့အစားလက်နက်ချခဲ့ပါတော့တယ်ဘူတိန်ပီရဲ့နှုတ်ဆုံးဤကရက်စွန်းဟောက်ကိုလည်းရှူဤကရက်လူရှန်နီတူ ကွက်မဲ့ပဲဒူကောင်းပွဲပြီးကချင်းမြို့တော်လူရန်တွင်အီချန်းစွာနေထိုင်စီခဲ့ပါတယ်အလူနဲ့တရုတ်ပြည်ရဲ့နာမည်ကျော်တုတ်ပီထောင်ခက်လက်အဆုံးသက်သွားပြီးခက်တစ်တစ်ခက်ဖြစ်တဲ့ဂျင်းမင်းဆက်ခက်ပုတ်ပွားလာခဲ့ပါတော့တယ်တရုတ်ပြည်တစ်ခုလုံးဟာလည်းဂျင်းမင်းဆက်လက်အုပ်တွင်အင်ပါယာကြီးတစ်ခုအဖြစ်တဖန်ပြန်လည်စုစည်းလာနိုင်ခဲ့ပါတယ်အေဒီဆလီယာစုမှာပေါ်ထွန်းခဲ့တဲ့ တရုတ်သမိုင်းစာရေးဆရာလူပွန်ကျုံရေးသားခဲ့တဲ့ဒုံပီတောင်ခက်အကြောင်း Romance of the Three Kingdoms ဟာတရုတ်နိုင်ငံရဲ့အထင်ရှားအကျော်ကြားဆုံးဂန္ဓဝင်ဝတ္ထုလေးခုထဲကတစ်ခုအဖြစ်ပါဝင်ပါတဲ့အဲ့ဒီဝတ္ထုထဲကကဘာကျော်ဆောင်ဖို့တစ်ခုကတော့ The Empire Long Divided Must Unite Long United Must Divide Thus It has ever been Empire တစ်ခုအချိန်အကြာကြီးယူကွေးနေရင်ပြန်လည်ပေါင်းစည်းမယ် အချိန်အကြာကြီးပေါင်းစည်းနေရင်ပြန်ပြေးပြူပွဲမယ်အဲ့ဒါဖြစ်နေကြပဲဇိုရာပင်ဖြစ်ပါတယ်အဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒမိန်နဲ့ရှိတဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားရင်ကျွန်တော် channel ကို like subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်မိတ်ဆွေတို့ comment ကနေထုတ်ပြတဲ့အကြောင်းအရာတွေအတွက်လည်းကျေးဇူးတင်ပါတယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ။